ဘောလုံးဒီစကားလုံးတစ်လုံးကြားလိုက်တာနဲ့ကဘာတဝင်းကလူသင်းပေါင်းများစွာရဲ့ရင်ခုန်တဲ့နေကိုကြားယုံမိကြမှာပါဒါမဲ့အခုကျွန်တော်တို့အားပေးနေကြတဲ့ကစားနေကြတဲ့ဒီဘောလုံးကတော့တကယ်ဘယ်ကနေဘလို့စခဲ့တာလဲအခုခေတ်လုံးမဖြစ်လာခင် ရှေ့ရင်တုန်းကဘလို့ပုံစံတွေရှိခဲ့လဲဆိုတော့ကိုဒီနေ့အတူတူခရီးထွက်ကြည့်ကြရအောင်အဓိကမိကုန်းကတော့ဘောလုံးကိုပတူကစီတီထွင်ခဲ့တာလဲပေါ့ ဟုတ်မိကုန်းကတော့ရှင်းရှင်းလေးပဲเนาะဒါပေမဲ့အဖြေကတော့ထင်တယ်လို့မလွယ်ဘူးရတော်တော်လေးကိုရှုပ်ထွေးပါတယ်ဒီအဖြေကိုရှာဖို့အတွက်ကျွန်တော်တို့သမိုင်းစာမျက်နှာတွေကိုပြန်လည်ကြည့်ရတော့မှာပါကဲဟုတ်ပြီဒါဆိုအရင်ဆုံးရှေးခေတ်ကကစားနည်းလေးနဲ့စလိုက်ကြရအောင်ရှေးဟောင်းယဉ်ကျေးမှုတွေမှာဘောလုံးနဲ့ဆင်တူတယ်ဘယ်လိုကစားနည်းတွေရှိရလဲဆိုတာကြည့်လိုက်ရအောင်ကျွန်တော်ရဲ့သမိုင်းခရီးကိုယူရိုပနိုင်ငံကနေစလိုက်အောင် လွန်ခဲ့တဲ့နှစ်ပေါင်း2000နဲ့ကျော်ကျော် Hot Hammingset Kicker တွေကကူကျူဆိုတဲ့ကစားနည်းတစ်မျိုးရှိခဲ့ပူပါတယ်အခုခေတ်ဘောလုံးလိုပဲတားရည်နဲ့လှုပ်ထားတဲ့ဘောလုံးကိုပိုက်ကွန်နဲ့ခြေတော့နဲ့ကန်တွင်းရတာပါစိတ်ဝင်စားဖို့ကောင်းတာကဒီကစားနည်းကိုအပြော်သဘောတည်းမဖြစ်ပဲစစ်သားရဲ့ကြံ့ခရေးလေ့ကျင့်ခန်းတစ်ခုအနေနဲ့ပါတုံးခဲ့ကြရဲဆိုတာပါပဲကဲတယောက်ကနေရှိခီရောမအင်မြဘကိုကူးကြည့်ကြအောင် ရောမမှာတော့ Harpestem ဆိုတာရှိရတယ်ဒါကတော့ကူးကျူနဲ့လုံးဝမတူဘူးတော်တော်လေးကိုစမ်းတတ်ပါတယ်အုပ်စုကြီးနစ်စုခွဲပြီး ဘောလုံးတစ်လုံးကိုရဖို့တော့ champion လူကြဆွဲကြနေအခုခေတ်ရပ်ပြီးကစားနေတဲ့ပိုးပြီးတော့ဆင်တူနေပါလေတဲ့ယူရောမကနေအလဲခဲအင်္ဂလန်ကိုရလာတဲ့အခါမှာတော့အချိန်တွေကပိုပြီးတော့ဆိုးသွားပါသေးတယ်။ mob football ဆိုတာနာမည်အတိုင်းပါပဲ။စီးမင်းဆိုတာဘာမှမရှိဘူး။ယွာတရွာလုံးကလူတွေဝစီအိတ်တလုံးကိုဘောလုံးလုပ်ပြီးဟိုဘက်ရွာကိုတည်သွားနိုင်ဖို့ရန်ပွဲကြီးတစ်ခုလိုကစားကြတာ။လူတွေတည်တဲ့အထီးတောင်ဖင်ကြလို့ဘယင်းတွေကတောင်အမိန်ထုတ်ပြီးတာမင်းခဲ့ရတဲ့အထီးပဲ။ တကယ်ကိုပြန်ပတာပါပဲအဲ့ဒီလိုပြန်ပတာချင်းတွေကနည်းစီးမြင့်တွေအမွေးဖွာလာတဲ့ချင်းကိုရောက်လာပါပြီ16ရာစုအင်္ဂလန်ဟာဘောလုံးသမိုင်းအတွက်တကယ်ကိုအရေးကြီးတဲ့အလဲအပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဆိုတော့အဲ့ဒီခေတ်ကအင်္ဂလန်မှာဘောလုံးကိုအဓိကကစားကြတာကပုဂ္ဂလိကအကြောင်းနေမှာပါဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျောင်းတစ်ကျောင်းမှာစီးမြင့်တစ်မျိုးနောက်တစ်ကျောင်းမှာနောက်တစ်မျိုးဖြစ်နေတာပဲ ။ဤတန်ကျောင်းကစီမင်းနဲ့ရပီကျောင်းကစီမင်းနဲ့ကမတူဘူး။ဒီလိုကျောင်းနဲ့ကျောင်းတွဲပြီးကစားကြမယ်ဆိုပြီးဘယ်စီမင်းနဲ့ကစားမှလဲဆိုပြီးအကြီးကြီးပြေသနာတက်တော်တာပေါ့။အဲ့ဒီမှာအကြီးမားဆုံးငင်းပွားမှုကြီးတစ်ခုပေါ်လာတယ်။ The Great Debate ပေါ့။အဓိကတော့ဘောလုံးကိုလက်နဲ့ကင်ပြီးတည်သွားခွင့်ရှိတယ်လား။တောင်းမို့ခြေထောက်နဲ့ပဲတိတဲ့ကန်ရမှာလား။ဆိုတဲ့ချက်ပဲ။ဒီငင်းခွန်ကအာဂဒါတခုလုံးရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးခဲ့တာပါ။ အဲ့ဒီလိုအငင်းပွားမှုတွေရဲ့အဆုံမှာတော့ဘောလုံးသစ်တစ်ခုရဲ့အဆကိုရောက်လာခဲ့ပါတယ်။အရာအလုံးကိုပြောင်းလဲပစ်ခဲ့တဲ့တမိုင်းဝင်အစည်းအဝေးတစ်ခုကနေခစ်သစ်ဘောလုံးစတင်မွေးဖွားလာခဲ့ပါတယ်။ဒီ timeline ကိုကြည့်လိုက်ပါ။1848မှာ Cambridge မှာစီးမြင်းတွေစရေးဆွဲတယ်။ဒါပေမဲ့တမိုင်းမှာအရေးကြီးဆုံးနေ့ကတော့1863ခုနှစ် Autumn 26ရက်နေ့ပါပဲ။ အဲ့ဒီနေ့မှာ London က Freemasons Tavern မှာ club attendee ဆိုသည် The Football Association FA လို့ခေါ်တဲ့ကမ္ဘာပထမဆုံးဘောလုံးဖွဲ့ချုပ်ကိုတရားဝင် ဖွဲ့စည်းလိုက်ပါတယ်။ဘောလုံးတမိုင်းရဲ့မွေးနေ့လို့တောင်းပြောလို့ရပါတယ်။ဒါမဲ့အဲ့ဒီအစည်းအဝေးမှာလူလန်းသဘောတူခဲ့တာတော့မဟုတ်ဘူး။ဘောလုံးကိုလက်နဲ့ကမ်းပြီးပြေးတာတို့ပြန်ပတ်တဲ့ခြေစလုံးကိုကန်တာတို့လို့ကြမ်းတမ်းတဲ့ကစားပုံတွေကိုစက်ပြီးခွင်းပြူးချင်တဲ့ club တွေက FA ကနေခွဲထွက်သွားကြတယ်။ အဲ့ဒီလိုခွဲထွက်သွားတဲ့အုပ်စုကနေနောက်ပိုင်းမှာရပ်ပြီးဆိုတဲ့အာကစားစီးတစ်ခုတီးတန့်ဖြစ်ပေါ်လာခဲ့တာပါအဲဒီမှာစိတ်ဝင်စားစရာအချက်တစ်ချက်ရှိတယ်အမေရိကန်မှာအသုံးများတဲ့ဆော့ကာဆိုတဲ့စကားလုံးဘကလာတယ်လို့ထင်ပါလေလေအဲ့ဒါက FA ကတရားဝင်ထပ်မထည့်တဲ့နာမည်အဖြစ်အစုံ Association Football ဆိုတာကနေလာတာပါ Association တဲ့ကဆော့ကိုယူပြီးအင်္ဂလိပ်တွေအသုံးလုံးတိုင်း ear ပုံထည့်လိုက်တော့ဆော့ကာဖြစ်လာတာပဲကဲ အင်္ဂလန်မှာစီမင်းစည်းကမ်းအနေနဲ့ခိုင်ခိုင်မာမာဖြစ်သွားပြီဆိုတော့ဒီကစားနေရသူ့ရဲ့မွေးရမြေကိုကျော်လွန်ပြီးကဘာကို ပြန့်နှံ့ဖို့ခီးစတင်ပါတော့တယ်။ကဘာကိုပြန့်နှံ့သွားတဲ့အရှင်ကတကယ်ကိုအံ့မခံပါပဲ။ချောင်ကွက်ရလေးခုနဲ့မှာပဲနိုင်ငံတကာဘောလုံးဖွဲ့ချုပ် FIFA ကိုပါရီမြို့မှာစတင်ဖွဲ့စည်းခဲ့တယ်။ပြီးတော့အဲ့ဒီကနေ26နှစ်အကြာထောင်ကွက်ရ30မှာပဲပထမဆုံးကဘာပလားပြိုင်ပွဲကိုဥရုဂွေးနိုင်ငံမှာကျင်းပနိုင်ခဲ့တယ်။ အခုဆိုရင်အဖွဲ့ဝင်နိုင်ငံနေရာကစစ်ချင်းနိုင်ငံတော့ရှိနေပါပြီ။ဟုတ်ပြီ။သမိုင်းကြောင်းကိုလေ့လာပြီးပြီဆိုတော့အခုလက်ရှိယနေ့ခေတ်ဘောလုံးကစားနည်းအကြောင်းကိုဆက်ချကြအောင်။ အခုခေတ်ဘောလုံးရဲ့အခြေခံစီးမင်းတွေကိုအားလုံးတည်ပြီးသားဖြစ်မှာပါအတင်းတင်းမှာကစားသမား17ယောက်ဂိုးသမား1ယောက်တဲကသာသူ့ရဲ့ penalty area လဲမှာလက်သုံးခွင့်ရှိတယ်ပွဲချိန်ကမိနစ်90နဲ့နာချိန်အချိန်ပို့ဖို့ပြီးတော့ဘယ်ကစားသမားမှဘောလုံးကိုလက်နဲ့ထီလို့မရဘူးအရေးကြီးဆုံးနဲ့အငင်းပွားစရာအဖြစ်ဆုံးစီးမင်းတစ်ခုဖြစ်တဲ့လူကျွန်ဘောစီးမင်းလဲရှိတာပေါ့ဒါပေမဲ့လီဘောလုံးဆိုတာစီးမင်းတွေချီပဲတော့မဟုတ်ဘူးပေါ့စီးမင်းတွေကဇလန်းရဲ့တချမ်းပဲရှိပါသေးတယ် ကျန်တဲ့တချမ်းကတော့ကစားသမားတွေရဲ့တူးချင်းကြွန့်ကျင်မှု skill တွေပါပဲဥပမာ change of speed ပေါ့ဒါကအယိုရှင်းဆုံးနဲ့အထီရောက်ဆုံး scale တွေကတခုပဲပြန်ပဲနောက်ခံလူကိုကြော့ဖြတ်ဖို့အတွက်ဖြည်းဖြည်းလေးဘောလုံးဆွဲလာတဲ့ကနေရုတ်တရက်အရှင်ကို from ခနဲ့မြင့်ပြီးကြော့ဖြတ်ပြည့်ထွက်သွားမျိုးပေါ့နောက်တစ်ခုက cuts ဒါလည်းအရင်အသုံးများတယ်ဘောလုံးကို shit တက်တက်ဆွဲသွားနေရင်ကနေ ခြေဖဝါးအတွင်းပိုင်းဒါမှမဟုတ်အပြင်ပိုင်းကိုတုံပြီးရုတ်တရက်ဘေးကိုဆွဲဖြတ်ထက်သွားတာမျိုးပါပြိုင်ဘက်ကိုလမ်းကြောင်းမအောင်လှုပ်လိုက်တာပါပြီးတော့ shoulder drop ဒါကတော့တကယ့်ကိုလှန်စားခြင်းအမှုပညာပဲကိုယ့်ရဲ့ပခုံးကိုတစ်ဖက်ကိုယိုင်ပြလိုက်ပြီးအဲ့ဒီဘက်ကိုသွားတော့မလို့လို့ဟန်ပြလိုက်တယ်ပြိုင်ဘက်ကယုံပြီးအဲ့ဒီဘက်ကိုလိုက်သွားတဲ့အချိန်မှာကိုကတခြားတစ်ဖက်ကိုဘောလုံးဆွဲပြီးထွက်သွားလိုက်တာပဲဆိုတော့ခြုံပြောရင်ရှင်းရှင်းလေးပါပဲဘောလုံးရဲ့အစတန်တွေကိုတရုတ်မှာတွေ့ခဲ့ရတယ် အင်္ဂလန်ကအဲ့ဒါကိုစီမင်းစည်းကမ်းနေနဲ့စနစ်တကျအားကစားတစ်ခုဖြစ်အောင်ပုံပေါ်ပြီးကြတယ်။ပြီးတော့ FIFA ကအဲ့ဒီအားကစားကိုကဘာသီအောင်ကဘာကစားဖြစ်အောင်ပြန်ချက်ပြီးကြတယ်။ယိုအာနီယွာဂျာကရန်ပွဲလေးတစ်ခုကနေကဘာတစ်ခုလုံးကိုဖန်ဆားထားနိုင်တဲ့စိတ်အားထက်သန့်မှုကြီးတစ်ခုဖြစ်လာခဲ့တဲ့ဒီလဘလေးကစားနီးရဲ့အနာဂတ်မှာတော့ဘာတွေဆက်ဖြစ်လာအောင်မလဲ။ဒီမိခုံးမှာတော့ဘောလုံးကိုချိမဲ့တော့တူတိုင်းအတွက်စပီစဉ်းစားစရာစောင့်ကြည့်စရာတစ်ခုဖြစ်ကြံရှိနေမှာပါပဲ။ 尼玛，这啥？无人驾驶？